တခြား idol တွေနဲ့မတူပဲ Genus Idol Parmation လေး back on ကဘာကျော် K-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ASO ကိုတော့ပရိသတ်အားလုံးရှင်းနေကြမှာဖြစ်ပါတယ်။ ASO အဖွဲ့ကစတင်ဖွဲ့စည်းခင်က member 12ယောက်နဲ့ဖွဲ့စည်းခဲ့ပြီးတော့အကြောင်းမျိုးမျိုးကြောင့်တရုတ်အဖွဲ့ဝင်တွေထွက်ခွာခဲ့တာကြောင့်အခုလက်ရှိမှာတော့ Jo, Chanyeol, Baekhon, Shumin, Chen, Suho, Kai, Sehun ဆိုပြီးတော့အဖွဲ့ဝင်၈ယောက်နဲ့ရပ်တည်နေပါတယ်။ ASO က2012ခုနှစ်စတင်ဖွဲ့စည်းခဲ့ပြီးအ ောင်မြင်မှုများစွာရရှိထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာအဖွဲ့ဝင်၈ယောက်နဲ့ခေဘုတ်လောကရဲ့အအောင်မြင်ဆုံးဖွဲ့တွေရဲ့တစ်ဖွဲ့အဖြစ်ယက်တည်နေတဲ့အိဆိုအဖွဲ့ဟာဩဇာလွှမ်းမိုးမှုအရှိဆုံးလူပညာရှင်တွေထဲမှလည်းပါဝင်ပါတယ်။အေဆိုဖွဲ့ဝင်တဦးဖြစ်တဲ့ဘန်ဟွန်ကအဆိုတော်ဖြစ်ဖို့မွေးဖွားလာသူလို့ဆိုနိုင်မယ်ထင်ပါတယ်။ဘာလို့လဲဆိုတော့ဘန်ထွန်က SM တင်နန်းသားဖြစ်ဖို့လေးလအချိန်ယူခဲ့ပြီးတော့အေဆိုဖွဲ့နဲ့ဝဲထက်ဖို့ခုနှစ်လပဲလေ့ကျင့်ခဲ့ရလို့ဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ဘန်ဟွန်က idol ဖြစ်ဖို့၁၇လသာ ကြာခဲ့တယ်ဆိုတာပါဒါရီအားလုံးကခံကောင်းတာအကြောင်းကြီးပဲဖြစ်လာတာတော့မဟုတ်ပါဘူးဘန်ဟွန်းက celebrity တယောက်ဖြစ်ဖို့အတွက်ငငယ်ကလေးကအိမ်မက်မက်ခဲ့သူဖြစ်ပြီးတော့ဂျောင်းပွဲမှာတခြင်းဆိုတဲ့အခါပဲဖြစ်ဖြစ်တယောက်ပေါ်ပွဲတွေလုပ်တဲ့အခါဖြစ်ဖြစ်သူကကင်မရာရှိရာရွေးချယ်ပြီးတော့မပါအပါအောင်လုပ်ယူတဲ့သူဖြစ်ပါတယ်အေးဆိုဖွဲ့ဝင်မဖြစ်ခင်တော့ကဗီဒီယိုဖိုင်တွေမှာ ဘယ်ခုံးညက်ပါရမီနဲ့ဖြစ်နိုင်ခြေတွေကိုမြင်ရပါလိမ့်မယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။